ဩဝါဒကိုကျွန်တော်တို့ခုခံကာကွယ်ရမယ်အကြောင်းအရင်အရေးကြီးပုံကူအာကျွန်တော်တို့မိကူတွေကမေမြန်လက်ရှိတယ်ဆိုတော့ဒီအကြောင်းအရာလေးဒီကိုကျွန်တော်တို့မသိနားမလည်ဘူးဆိုရင်အာများစွာသောအချိန်မှာဒီလိုမျိုးစင်ကြဲသောဩဝါဒကိုယူယူရှင်းရှင်းနဲ့ဟောတဲ့သူတော်လကောင်းလွိုင်းမားနေတဲ့လူကသွားထောက်ပြတော်သူတွေကိုကျွန်တော်တို့နားလည်မှုလွိုင်းနိုင်တယ်အဲ့လိုမျိုးနားလည်မှု မလွိုင်းရလေအောင် စင်ကြယ်သောဩဝါဒရဲ့အရေးကြီးပုံမှန်သောဩဝါဒရဲ့အာလီယေကိုကျွန်တော်တို့ကောင်းကောင်းသိရှိနားလည်မှအာဒီအကြောင်းအရာတွေကိုနားလည်နိုင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းအရာထဲကနီးအောက်လိုင်းရှိချက်ရှိပါတယ်အဲ့ဒါကတော့စင်ကြယ်သောမောင်မှန်သောဩဝါဒဆိုတာဘာလဲနံပါတ်1မှာခုခံကာကွယ်ခြင်းလို့ခေါ်တဲ့ fight defending လို့ခေါ်တဲ့ apologetic ဆိုတာဘာလဲခုခံကာကွယ်ခြင်းလို့ခေါ်တဲ့ apologetic ကဘာကြောင့်လိုအပ်တယ်လဲဘာကြောင့်ကျွန်တော်တို့ဒီ fight defending ကိုလုပ်ရမလဲတနည်းအားဖြင့်ဘာကြောင့်စင်ကြယ်သောဩဝါဒကိုကာကွယ်တင့်တယ်လဲအချက်နံပါတ်3မှာကြည်မှာဖြစ်အဓိကခေါင်းရှင်တဲ့ check setter နံပါတ်3ဖြစ်ပါတယ်အာနံပါတ်4မှာဒီညမှာကြည်ရမယ့်အရာက apologies လို့ခေါ်တဲ့ fight defender တယောက်ရဲ့အသက်တာမှာရှိသင့်တဲ့အရေးအချင်းတွေကဘာတွေလဲအရေးချင်းလို့ပြောတဲ့အခါမှာကျွန်တော်ဒီ fight defender တယောက်ကဲသူ apologist တယောက်ကဲသူစကားပြောတယ်လူတယောက်ကိုထောက်ပြတယ်ဆိုရင်အာဗလာကြီးနဲ့เนาะ blind ကြီးနဲ့ပေါက်ကရနဲ့သူများကိုတော့ထောက်ပြလို့မရပါဘူးကျွန်တော်တို့ဖက်မှာရှိတဲ့ရှိထိုင်တဲ့အရေးအချင်းလေးတွေ qualification လို့ပြောရမလဲ အာ requirements လို့ပြောရမလားကျွန်တော်တို့အသက်တာမှာရှိတင်ရှိတိုက်တဲ့အကြောင်းအရာလေးတွေလည်းကျွန်တော်တို့စစ်နှချက်လောက်ရှိပါတယ်ဒါဒီကူကျွန်တော်တို့ဒီညမှာဒီ leg check ကိုအဓိကထားပြီးမှကြည့်မယ်ဖယားသခင်ကအလိုတော်ရှိရင်နောက်တစ်ပတ်တောက်ကြနေမှာနံပါတ်5ဖြစ်တဲ့ apologetics လို့ခေါ်တဲ့ fight defending ရဲ့ UA check ကပါတယ်ကျွန်တော်တို့ဒီအာအရှင်ကျေသောဩဝါဒကိုခုခံကာကွယ်နေရခြင်းရဲ့အဓိက ြစ်မှတ်ပန်းတိုင်ကဘာလဲဆိုတာကျွန်တော်သိဖို့လိုအပ်ပါတယ်ဒီနံပါတ်5မှာကြီးမှာဖြစ်တယ်နံပါတ်6မှာအသိန်းတော်သမိုင်းတလျှောက်ယုံကြည်ခြင်းကိုခုခံကာကွယ်တော်သူများအကြောင်းကြီးမှာဖြစ်တယ်ဥပမာအာအာလီချစ်မီဒီဗယ်ချစ်ရီဖော်မေးရှင်းချစ်ပြီးတော့မှမော်ဒန်ချစ်အဲ့ဒီအသိန်းတော်ကြီးဟာ AD တိရာစုကနေအခု20တရာစုခက်အဆက်ဆက် ကျွန်တော်တို့အဆရာသမားတွေဆရာမတွေတည်ပါပါအာကျွန်တော်တို့အသိန်းတော်တမိုင်းလှည့်လာတဲ့ခါမှာအပိုင်းကြီးကိုလဲပိုင်းနဲ့ပဲများသောအဖြစ်အခု post modern နဲ့ဆိုငါပိုင်းပေါ့နော်လဲပိုင်းအဖြစ်ကျွန်တော် history အနေနဲ့တော့ကြည့်ပါတယ်အဲ့ဒါကအာအဲ့ဒီကာလအသေးသေးမှာ early chess မှာ fight defender apologist ရာ body လဲ body လုတ်ခဲ့လဲပါမှန်တော့ဩဝါဒကိုထောက်ပြခဲ့လဲဆိုတော့ အာအကြောင်းအရာပေါ်လကောင်း medieval အာကာလမှာအဲ့ဒီအပေါင်း dark age ကာလမှာဘေတူဒီကဘာအကြောင်းအရာဒီကိုတိုက်ခန့်ခြိပပြီးတော့မှဘာတမတရားကိုခုခံကာကွယ်ကြတယ်လေဆိုတာတွေလည်းကျွန်တော်ကြည့်မှာဖြစ်တယ်ပြီးတော့မှအာ reformation ကာလမှာလည်းပဲ martin luther တို့ john calvin တို့တခြားသောတခြားသော reformer လို့လည်းခေါ်တယ် apologist လို့ခေါ်လို့လည်းမမှားဘူးသူတို့ fight defending လုပ်နေတဲ့အကြောင်းရင်းဘာဘာကိုတိုက်ခန့် ချီပခဲ့တယ်ဘေးအဘေးဩဝါဒကူဘေးစင်ကျဲတော့ဩဝါဒကူကာကွယ်ခုခံခဲ့တယ်ဆိုတာလေးကိုလေကျွန်တော်နံပါတ်6မှာကြည်မှာဖြစ်ပါတယ်နံပါတ်9မှာကျွန်တော်ကြည်မှာကခက်တစ်မစ်ဆာဆရာများ ਨੇ မစ်ဆာဒီတီများအခုခက်တစ်လို့ပြောတဲ့အခါမှာကတော့ post modern ပေါ့နော်အခုလက်ရှိကျွန်တော် ਨੇ သင်တဲ့အာရှင်သာနေတဲ့ဒီကာလမှာခက်စားနေတဲ့ရီပန်းစားနေတဲ့ hot issue လို့ဖြစ်တဲ့ အထူးသဖြင့်ကျွန်တော်မြန်မာအကကဘာလုံးယုံမကပေးတဲ့ကျွန်တော် South East Asia ဒီအာရှတီတခွင်တော်လကောက်အထူးသဖြင့်မြန်မာပြည်မှာလည်းပဲ mixer DT mixer ဆရာရဘသူဘသူလဲဆိုတာကအာမနာဒန်နာမေကအစ list နဲ့ကျွန်တော်ချပြမှာဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့အာကြိတ်နှစ်သက်တဲ့ဆရာသမားတွေနာမေပိုင်လဲအာဘာပဲဖြစ်ဖြစ်အာမတတ်နိုင်ဘူးပေါ့နော်တတိထားဖူးရန် အာပြက်တာဖို့လိုအပ်တဲ့အတွက်ကြောင့်ပြက်ပြက်တာတာနဲ့ကျွန်တော်တို့ခက်သစ်မှာဘယ်သူဘယ်ဝါဒီကမိစ္ဆာဆရာကြီးဖြစ်တယ်လဲမိစ္ဆာဒိဋ္ဌိတွေကဘာ ड़ी ကိုသတိထားရမလဲဆိုတာနံပါတ်9မှာကြည့်မယ်နံပါတ်10မှာအဲ့ဒီမိစ္ဆာဆရာလူခေါ်တဲ့မှားယွန်းတဲ့ဩဝါဒဆရာများ false teachers များကိုကျွန်တော်ယုံကြည်သူတယောက်အနေနဲ့အမှုတော်ဆောင်တယောက်အနေနဲ့ value ဆက်ဆံရမလဲဆိုတဲ့အကြောင်းအရာကိုနံပါတ်10မှာ ကျွန်တော်ကြည့်မှာဖြစ်ပါတယ်ဆိုတော့ဒီ apologetic နဲ့ပတ်သက်ပြီးတော့မှဒီ shit chat ကိုအဓိကကျွန်တော်တို့အတူတကွအာလေ့လာကြရမယ်အကြောင်းအရာဖြစ်ပါတယ်ဒီကနေ့ညမှာကတော့ outline number 1ကနေလေးကိုအဓိကထားပြီးတော့မှအာအတူတူကြည့်စုမှာဖြစ်ပါတယ်စင်ကြယ်သောဩဝါဒမှိုင်းသောဩဝါဒဆိုတာဘာလဲ fake defending လို့ခေါ်တဲ့ apologetic ဆိုတာကဘာလဲ negative နဲ့ positive နော်အာလို့ပြောမလဲ round definition လို့ပြောမလားမဟုတ်တဲ့အပိုင်းကညော ဟုတ်တဲ့အပိုင်းကညောကျွန်တော်ကြည်မှာဖြစ်ပါတယ်အာပြီးတဲ့နောက်မှာ apologetic ကဘာကြောင့်အရေးကြီးတယ်လဲဘယ်သူနဲ့ဆိုင်တယ်လဲဆိုတာလေးကြည်မယ် apologist ရဲ့အာအသက်တာမှာရှိတင်တဲ့အရေးချင်းအရေးချင်းအများကိုလည်းဒီကနေ့ညမှာအတူတူကြည်ကြမှာဖြစ်ပါတယ်ဟုတ်ပြီအာအထူးသဖြင့်ပထမဦးစွာကြည်ရမယ့်အရာကဂျမ်းပိုက်လေးကိုပဲကျွန်တော်ကြည်မှာ ပထမဆုံးဖတ်မှာဖြစ်ပါတယ် mixer dt အကြောင်း mixer dt အကြောင်းတတိဘဲချက်ကျမ်းပိုက်များကိုကျွန်တော်တို့ကြည့်မှာဖြစ်ပါတယ်ရှမတဲ့အခန်းကြီးခုနှစ်ရှမတဲ့အခန်းကြီးခုနှစ်အငယ်15ထဲမှာ အာကြီးစုပြုပြတော့မှကျွန်တော်ပဲဖတ်လဲရတာမကောင်းပါဘူးဒီကြီးစုပြုကျွန်တော်ကိုငီတော့အဖြစ်ကျွန်တော်နဲ့အတူပါဝင်တော့အဖြစ်တယောက်ယောက်ကအေရှင်မတဲ့အခန်းကြီးခုနှစ်အငယ်15ခုဖတ်ပေးလို့ရမလားသမားဖတ်ပေးပါမယ်။ဟုတ်ကဲ့ပါဆရာမ။အတွင်း၌စံတန်တော်တော်ခွေးဖြစ်လျက်တိုးရီကိုခြုံ၍တင်းတို့ရှိရာသို့လာတော့မိဆာပရောဖက်တို့ကိုတတိနှင့်ရှောင်ကြလော့။အာမင်။ကျေးဇူးတင်ပါတယ်။ ဒါယေရှုကိုယ်တိုင်ကပြောတဲ့စကားဖြစ်တယ်ယေရှုဓမ္မတိကျမ်းမှာဆိုရင်ယေရှုခရစ်တော်ကပထမဆုံး apologies လို့ပြောရမှာပါပါပြီးတော့မှ तू က apologies ဆိုတာကအနန္တိပဲတဲ့နောက်မှာပြောမယ်ဆိုတော့ခဏထားပါဦး ဒီယေရှုကိုယ်တိုင်ကဒီကြမ်းတမ်းတော်တော်ခွီးဆိုတဲ့စကားလုံးတောင်းတာကဘယ်သူ့ကိုယဉ်ညွန်းပြီးပြောတယ်လဲဆိုရင်ရှင်မသက်အခန်းကြီး9ရဲ့ sheet နောက်ရဲ့ context ကိုကြည့်တဲ့အခါမှာဤသူ့ရဲ့ဂျူးလူမျိုးတွေကြားထဲမှာဘာသာကြီးကိုင်းဆိုင်ရဲ့ကြမ်းတပုဂ္ဂိုလ်များအေဖရရှင်ညာဇဒုကေညာ နေနေညညလူမျိုးတမာချန်းဆိုင်တဲ့ထီထွေမှုရှိပြီးချန်းစာတွေဖတ်ပြီးဖတ်ရွက်နေပေမဲ့လေလူဒီကိုလမ်းမှမခေါ်သွားပဲနဲ့မှားယွန်းစွာလမ်းလွေအောင်အမျိုးမျိုးတော်ဟိတ်နဲ့ဟာနဲ့ဤဘူဟာနဲ့ဆွေးဆောင်နေတတ်တဲ့ဒီဒီလူဒီကိုတတိပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ယေရှုခရစ်တော်ကိုယ်တိုင်ကအဲ့ဒီ mix ဆက်ဆရာနော် မာယွန်းတဲ့ဩဝါဒဆရာတွေကိုနာမည်အာပေးထားပါတယ် nickname လို့ပြောရမလားဂျန်ဒန်တော်တော်ခွေးတဲ့ဆိုတော့ဒီဂျန်ဒန်တော်တော်ခွေးဆိုတာဘာကူဆိုလို့ချင်းတယ်လေဆိုတာအီအခုခက်ကတော့เนาะအနေအချင်းကာကြီးကခွဲပုံစံလူမျိုးဂရိဟဲ့ဘဲတင်ခဲ့ဘူးတဲ့လူဆိုရင် software အများကြီးရှိတဲ့ခါမှာအာကြည့်တဲ့ခါမှာသဘောပေါက်ကြမှာပါအီကျွန်တော်တို့ဂရိ scholar လေးမဟုတ်ဘူး hebrew scholar လေးမဟုတ်ပါဘူးအာ ်ဒါပေမဲ့မူရင်းမှာဘာပြောထားတယ်လဲဘာကူဆူလို့တယ်လဲဆိုတာဂျန်တန်တော့ဆိုတဲ့စကလုံး adjective နဲ့တိုးခွေးဆိုတဲ့အာဘယ်လိုပြောလဲ metaphor အနေနဲ့ဥပမာအနေနဲ့သုံးထားတဲ့စကလုံးကိုကြည့်တဲ့အခါမှာအမတန်မှဘယ်လိုပြောမလဲเออยุนชาพวยก้าวเนี่ยสักกะลงผิดเลยจันดันโตสุราญาตาโตสิทธิ์ไม่ရှိชิชิมิตราเจตนามาอาการไม่ရှိโตโตคุยสุรากะ ဘယ်လိုပြောမလဲအတကြီးတယ်လို့တကယ်အာကျွန်တော်တို့ western country အနောက်နိုင်ငံမှာကခွေးလို့ပြောရင် pet သဘောနဲ့ပဲအိမ်မှာမွေးတယ်ချစ်တယ်အာအဖော်လူမျိုးသူငယ်ချင်းလူမျိုးသားသမီးလူမျိုး တချို့တွေဆိုရင် life insurance တောင်းလို့ပေးပြီးတော့မှအယူရကြတယ်ဒီဂျန်စာမှာဆိုရင် အနောက်နိုင်ငံယဉ်ကျေးမှုနဲ့ရည်တဲ့ context မဟုတ်ဘဲနဲ့ ဂျူးလူမျိုးနော် Middle East အဂျူးလူမျိုးမှာဆိုရင် ခွေးဆိုရင်တော့ဒလစ်ဆန်ထဲမှာယူန်ရှာဖွဲ့အကောင်းဆုံးတော်ရဖြစ်တယ်။ဆိုတော့အဲ့ဒါကိုယေရှုကဒလစ်ဆန်ဒီအများကြီးထဲကနေတိုးခွေးကိုဘာကြောင့်ခိုင်းနိုင်ပြီးတော့မှဒီမာယွန်တော်ဩဝါဒဆရာကိုခိုင်းနိုင်တယ်လေဆိုတာကသူကိုယ်တိုင်ကအမတန်ယူန်ရှာလို့ဖြစ်တယ်။မာယွန်ဒေဩဝါဒဆရာဒီယေရှုခရစ်တော်ကိုယ်တိုင်ကအမတန်မှယူန်ရှာလို့တွေ့ကြောင် သူတို့ကနာမည်အစ်စ်ပေးလိုက်တော့တောခွေအဲ့ဒါကြောင့်မှဂျန်ဒန်တောတောခွေဆိုပြီးတော့မှအာပေးထားတာဖြစ်တယ်အဲ့ဒီစကလုံးတိတိကျကျကိုရှင်ပေါလုကတမန်တော်ဝတ္ထုအခန်းကြီး20အငယ်29ကနေ30ထဲမှာအဖက်မြို့မှာရှိသောယုံကြည်သူများကိုပြုစုဥဆောင်နေတဲ့ခေါင်းဆောင်များနဲ့တွေ့ဆုံတဲ့အခါမှာဒီတမန်တော်အခန်းကြီး20ထဲမှာအပိုင်ငယ်29 30ကိုပြောထားတာတွေ့ရပါတယ်ကြီးစုပြုပြီးတော့မှ တယောက်ယောက်ကပြန်လဲပြီးတော့မှကူညီတော့အဖေးပါဝင်တော့အဖေးဖတ်ပေးလို့ရမလားအကြောင်းမူကားဆိုတဲ့နေရာကနီးတယောက်ယောက်ဖတ်ပေးနိုင်မလားဒီ screen ပေါ်မှာလည်းတစ်ခါလေးဖတ်လို့ရပါတယ်ဟုတ်ကဲ့ပါဆရာဟောဟုတ်ကဲ့ဖတ်ပါဆရာဟုတ်ကဲ့ဟုတ်ကဲ့အကြောင်းမူကားငါမရှိသည်နောက် ကြံတန်သောတောခွဲသူသည်သူများကိုမတနာပဲတင်တို့အထဲသူဝင်မီကို၎င်းတပေတော်များကိုသွေးဆောင်ခြင်းဟာမှားသောစကားကိုပြောတတ်သောလူသူသည်တင်တို့အထဲ၌လဲပေါ်လာမီကို၎င်းငါတည်၏ဟုတ်ကဲ့ကြီးစုပါဟုတ်ပြီဒီနေရာမှာရှင်ပိုးလူကအခုနပြောသူအဖမြို့မှာရှိတဲ့အသင်းတော်မှာဒီအကြောင်းအရာကိုအမှားစကားနဲ့ပြောတဲ့စကားဖြစ်တယ် အေဖင်မြူရဲ့တမိုင်းနဲ့အသင်းတော်တမိုင်းကြည့်တဲ့အခါမှာရှင်ဘောလူအဖြစ်ဖယားကတီထောင်စပြုခဲ့တဲ့အသင်းတော်ဖြစ်တယ်လို့အေဖင်မြူရဲ့အသင်းတော်ရဲ့တမိုင်းကြည့်တဲ့အခါမှာအာစီပွိဘဟုပြုတဲ့စီပွိစင်တာလည်းဖြစ်တယ်သူတွေမြို့အနေထားဟာအဲ့ဒီအေဖင်မြူနီနာမှာဘာသာကြီးနဲ့ဒိုင်းနာဆိုတဲ့နတ်ဖယားမကြီးရှိတဲ့နေရာလည်းဖြစ်တယ်ပြီးတော့အသင်းတော်စပြုလာတဲ့အခါမှာအာဒီဒီချိန်ဒီကာလမှာကြမ်းတမ်းတော်တော်ခွေးတွေကဘယ်သူတွေလဲဆိုရင်တော့ Jew Jewish religious teacher လို့ပြောရမှာပေါ့ Jew လူမျိုးထဲကနေအာဘာသာရေးဆရာတွေကသူတို့ကသူတို့နေမယ်တစ်ကူသွားပြီးမှဖယားနိုင်ငံတော်ချေဖူးရန်သွားတာမဟုတ်ဘဲနဲ့အသင်းတော်ရှိတဲ့နေရာမှာသွားပြီးတော့မှလူတွေစုဝေးတဲ့နေရာကိုဘလို့ပြောမလဲဒီမှာဘာပြောလဲမတနာပဲနေတဲ့တပည့်တော်များကိုသွေးဆောင်နေတဲ့နော်ပြီးတော့မှားသောစကားကိုသူတို့ပြောပြီးမှ ဒီဂျမ်ပိုက်လေဒီကူ expound အနက်ဖွမ်းပြတဖီဖီလေးလာတော့အမတမနောက်ခံတမိုင်းနဲ့နှစ်သက်ဖွယ်ရကောင်းပြီမဲ့အာ topical နဲ့ကျွန်တော်တို့ apologetic ဆိုပြီးတော့ topical နဲ့ counseling ဦးစားပေးသွားတဲ့အတွက်ကြောင့်ဒီဂျမ်ပိုက်တွေအသေးစိတ်မရှင်းပြတော့ပါဘူးအဓိကဆူလူတဲ့အာလူချင်းတဲ့အရာကဂျန်တန်တော်တော်ခွေးဆိုတာယေရှုကပြောသည့်စကားအတိုင်းပဲရှင်ပေါလုကလည်းအဲ့ဒီ mixer ဆရာကြီးမာယွန်ဒီအိုဝါဒါဆရာကြီးကိုမငြာမတာတဲ့ ဂျန်တန်တော်တော်ခွီးတွေဖြစ်တယ်။ဆိုပြီးတော့မှတတိထားကြပါ။သင်တို့အထဲမှာ ပေါ်လာလိမ့်မယ်။ဆိုပြီးတော့မှမာထားတာကူဂျန်စာထဲမှာအတိလင်းတွေ့ရပါတယ်။ဒါယုံမကဘဲနဲ့နောက်ထပ်ဂျမ်းပိုက်လဲအများကြီးတဲ့ကနေလေးချက်ပဲလေးပိုက်ပဲဖတ်မှာဖြစ်ပါတယ်။နှစ်ပေအခန်းကြီးနှစ်အငယ်တင်းနဲ့နှစ်ထဲကနေအဓိကနေပါပဲပြောပြောကျွန်တော်ပဲခတ်တော်တော်လေးခတ်မြန်မြန်လေးဖတ်ပါမယ်။အာတူတော်လေယူဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏သူနည်းသူဖြစ်စည်းတတ်သောမိစ္ဆာဒိဋ္ဌိအယူများကိုပရိယေအားဖြင့်တွင်၍မိမိတို့ကိုဝေတော်မူသော အရှင်ကိုငင်းပေလျက်မိမိအပေါ်တို့လင်းစွာသောပျက်စီးခြင်းကို ရောက်စေသောမိစ္ဆာဆရာတို့သည်တင်တို့တွင် ရှိကြလိမ့်မည်တင်တို့တွင် ရှိကြလိမ့်မည်တင်တို့တွင်ဆိုတာကယုံကြည်သူ သင်းသူသင်သားများယုံကြည်သူများဖြစ်ပါတယ်သင်တို့အထဲမှာဒီယူတာလူတွေထဲကဘာတိုင်းခေါင်းဆောင်တွေထဲကလူတွေလေးစားတဲ့လူတွေထဲကလူတွေရဲ့ချီးကျူးခြင်းခံနေတဲ့လူတွေထဲကလူတွေအားကျခြင်းခံနေတဲ့လူတွေထဲကသူတို့တွေထဲကနေသူတို့ရဲ့လွိမ့်မာတော်သူများကိုဖျက်ဆီးစေသောလမ်းလွှဲစေသောအရာကိုတင်လို့ရှိမှာခုယူဆောင်လာမယ်အပိုင်ငယ်နေ့မှာ သူတို့ညင်ညွန်သောအကျင့်တလေတို့ကိုအများသောသူတို့သည်လိုက်သောအဖြစ်တမာတရားလမ်းအတရည်သည်ပျက်စီးလိမ့်မည်သူတို့ညင်ညွန်သောဆိုတာကမှားယွန်းတဲ့ဩဝါဒတရားကိုဟောပြောတဲ့လူတိုင်းကရှမတဲ့ခန်းကြီးခုနစ်မှာယေရှုကအသူတို့အကျင့်ကိုကြည့်ကြပါပြောထားတယ်မှားယွန်းတဲ့ဩဝါဒဆရာသမားတွေရဲ့အမေးနဲ့တွေးလာတဲ့အရာကသူတို့မှာညင်ညွန်သောအချက် 罗基山多一只，罗加哎呀水兰多一只，哎里哎呀酷火飘飘飘飘最爽的呢，提罗马是拥挤度呀，tomato 呀咖喱，巴西菜米，南纬菜米，苏皮罗马，彼得鲁咖喱，马塔瓦的，还有么咖布，这么多菜咖喱，抗生素抗生素的，谁来的抗生素菜咖喱，南特雅卡，约翰谁巴的？ အဲ့ဒီရှင်ယောဟန်ကလည်းယောဟန်ကတမန်တော်ယောဟန်ကလည်းတိယောအခန်းကြီးလေးအငယ်တိထဲမှာချစ်သူတို့ခတ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြနဲ့စိတ်ဝိညာဉ်တို့သည်ဖျားသခင်နဲ့ဆက်ဆိုင်ဒီမဆက်ဆိုင်ဒီကိုစုံစမ်းကြတော့အကြောင်းူကဘာပြောထားလဲအကြောင်းူက mixer prophet အများသူသည်ဤလောကသို့သွားကြပြီ mixer prophet များသူသည် အဲ့ဒီမှာ mixer mixer ဆိုတဲ့စကားလုံးက fall prophets ဆိုပြီးတော့မှပြောထားပါတယ် fall teacher false prophet ဆိုတဲ့ဟာကတော့ mixer ဆိုတဲ့အရာကတော့အာအလွယ်ဆုံးနဲ့ပြောရမယ်ဆိုရင်တမာတရားအမှန်တရားရဲ့စန့်ကျင်ဖက်ဖြစ်တယ်အတုအယောင်ဆိုတဲ့အဓိကဖြစ်တယ် mixer ရဲ့အဓိပ္ပာယ်ကအတုအယောင် prophet တပွဲ ပရောဖက်ကဲ့သို့သောအတုအယောင်ဒီကသင်တို့ထဲမှာနေအနှက်မှာလာနေကြပြီဆိုပြီးတော့မှရှင်ယောဟန်ကလည်းတည်ပြပါတယ်ဆိုတော့ကျွန်တော်ဒီဂျမ်းပေဂျမ်းပိုက်လေးပိုက်ထဲမှာယေရှုကိုယ်တိုင်ပြောတဲ့စကားတော်လကောင်းရှင်ပေါလုပြောတဲ့စကားတော်လကောင်းရှင်ယောဟန်ပြောတဲ့စကားတော်လကောင်းရှင်ပေတရုပြောတဲ့စကားတော်လကောင်းဒီအားထားရတဲ့ဓမ္မတိရဲ့ပထမအသင်းတော်ကိုအစာပြုပြီးဥဆောင်ပြီးတည်ထောင်ခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီးလဲပါသူကလည်းပဲ apologies လို့ခေါ်တဲ့တက်ကစင်ကြေသောဩဝါဒကိုခုခံကာကွယ်သောပုဂ္ဂိုလ်များဖြစ်ကြတယ်။ဒါကြောင့်သူတို့ရဲ့အတ္တကိုအတုခိုးမယ်ဆိုရင်ဒီအကြောင်းအရာကိုကျွန်တော်လည်းဆက်ဆိုင်တယ်ဆိုတာညင်းလို့မရပါဘူး။ဒါကတော့ jump jump ပိုက်ပဲနိဒန်းသဘောဖြစ်ပါတယ်။ကဲအထဲမှာတခါလေးနဲ့ကျွန်တော်ဝင်ရမယ်ဆိုရင်စင်ကြေသောသူ့မဟုတ်မာယွန်းသောဩဝါဒဆိုတာဒါလေ ဒီဟာကစန့်ကျင်ဖက်ပေါ့စင်ကြေသောဩဝါဒဆိုတာပါလေပြီးတော့မှမှားယွန်းသောဩဝါဒဆိုတာပါလေဆိုတာလေးကိုကျွန်တော်တို့အာမကြည့်ခင်လဲမှာအနတ်အဓိပ္ပာယ်လေးကိုကြည့်မှာဖြစ်တယ်မြစ်တိအခန်းကြီး73တိနော်တိတုအခန်း